တစ်ချိန်ကရွှန်းချန်းထားအောင်မြင်ခဲ့ပြီး ခေရှိပြေလွန်ခဲ့ပေမယ့်အခုတော့ဆရာလေးဒေါ်နန်ထားမာလာအနေနဲ့ကျမ်းမာစွာရှိနေပြီးတရားပေါင်မှသာပျော်မွေးကတရားဘာဝနာတွေကိုကြိုးစားအားထုတ်နေတဲ့တခိတခါကနိုင်ငံကျော်တရုတ်ဆောင်တဲ့အဆိုတော်တင်းနစ်ထွန်းမင်္ဂလာပါပရိသတ်ကြီးရေပြီးခဲ့တဲ့ရပိုင်းရက်တွေမှာတော့တချိန်ကရှမ်းရှမ်းတောင်းအောင်မြင်ခဲ့ပြီးခေရှိပြေလွန်ခဲ့တဲ့တရုတ်ဆောင်တဲ့အဆိုတော်တင်းနစ်ထွန်းတယောက်ဆရာလေးဒေါ်နန္ဒမာလာအနေနဲ့ကျမ်းမာစွာရှိနေပြီးတရားဘာဝနာတွေအားထုတ်နေကြောင် တနင်္ထွန်းနဲ့ခင်မင်းရှင်ဤသူမိကတ်ကိုမာရဲ့ပြောပြချက်အရာပြည်သက်တွေသိရှိခွင့်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။တချိန်ကတနင်္ထွန်းဆိုတဲ့နာမည်နဲ့အောင်မြင်ကြောကြားခဲ့တဲ့အနုပညာရှင်တဦးဖြစ်ခဲ့ပေမယ့်အောင်မြင်မှုတွေကိုဆွလွတ်ခဲ့ကတပါးတဲ့သတင်းသုံးနေတာဖြစ်ပြီးအခုလက်ရှိလူမှုကွန်ရက်ပေါ်မှာမြင့်တွေ့နေရတဲ့ပုံလေးကိုကြည့်ချင်းအားဖြင့်ကြီးလင်းအေးချမ်းလျက်ရှိတာကို မြင်တွေ့ရတာကြောင့်ပြည်သက်တွေကဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေကြရတာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ဆရာလေးဒေါန်တန်ဒါမာလာဟာတရားဘာဝနာကျူစာအားထုတ်ရင်းကျမ်းမာစွာရှိနေခဲ့တဲ့ဆိုတဲ့အကြောင်းမိကဲကိုမကမတန်တက်ပုံရိုက်ကူးပြီးတော့ပြိသက်တွေကိုချပြလာခဲ့တာဖြစ်ပါတယ်။ဆရာလေးဒေါန်တန်ဒါမာလာကိုမြင်ဘူးခဲ့တဲ့ပြိသက်တယောက်ကလည်းမတင့်ကိုတော်ရကြောင်းလေးတစ်ခုမှညီမလေးတယောက်ကတွေ့လာခဲ့တယ်။ပုံရိုက်ခွင့်မရှိလို့မရိုက်လာခဲ့ရဘူး။အရင်ကထက်ပိုလှပြီးမျက်နာတွေကကြည်ရှင်းနေတာပဲတဲ့။သူတရားအားထုတ်နေတဲ့တပားကျောင်းဆောင်ပုံလေးကတော့ညီမလေးကရိုက်လာခဲ့တယ်။ ကြည့်ရတာတော့ရင်ထဲမှာနှင့်ကနေဖြစ်သွားတယ်။နုနုဖက်ဖက်မင်းသမီးဖြစ်ခဲ့ဘူးသူကအခုတော့တောကြီးတောင်ပေါ်ကတဲဘုတ်သားသားတပားချောင်းဆောင်လေးမှာတရားအထုတ်နေတာလေလေ။အစင်မပြေရဲ့လားမျိုးစုံတွေးပြီးစိတ်ပူမိပါသေးတယ်။ချောင်းဆောင်တသက်ရရက်လေးလှူကျင်လိုက်တာလို့ပြောပြီးတော့အလှကိုလက်မခံပါဘူးတယ်။ပို့ပြီးတော့လေးစားသွားမိတယ်။လူတိလဲမခံအလူလဲမခံပဲတကယ်ကိုတရားအားထုတ်နေပြီတင့်တင့်ထွန်းဆိုရင်လူတွေကအားကြခဲ့ကြရတယ် နှစ်ဘဝစာလောက်ကွဲပြီးတရားအထုတ်သွားတာလူဖြစ်ရတာတန်တယ်ဟုဆိုကပြည်သက်တယောက်ကပြောပြထားတာလေးဖြစ်ပါတယ်ဆရာလေးဒေါ်နန္ဒမာလာတဖြစ်လေတရုတ်ဆောင်တင်းတင်းထွန်းကလူသိမခံမဲတရားဘာဝနာကိုသာစူးစမ်းအထောက်နေတာဖြစ်ပြီးမလိုအပ်တဲ့အဆောင်အယောင်အလူပစ္စည်းတွေကိုလည်းလက်ခံလို့မရှိဘူးလို့သိရပါဗျ။